ရှိတောင်အာရှရှိအွန်လိုင်းလိမ်လည်မှုစင်တာများကြောင်းကမ္ဘာတိုင်ဝမ်ရဲ့ဝေဖန်မှုမြင့်တက်လာအမေရိကန်နဲ့ UK တို့ကဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ကမ္ဘောဒီးယားနဲ့မြန်မာနိုင်ငံတို့မှာခြေစိုက်ပြီးစိုက်ဘာလိမ်လည်မှုတွေလူမောင်းခိုးကူးမှုတွေနဲ့အချို့မြတ်ဘီလီယံနဲ့ချီပြီးရှာဖွေနေတဲ့တရားမဝင်အွန်လိုင်းလိမ်လည်မှုစင်တာကြီးတွေကိုဖျက်သိမ်းရန်နိုင်ငံတကာကဖိအားတွေတိုးလာနေပါတယ်အမေရိကန်ပြည်ထောင်စုနဲ့ United Kingdom တို့ဟာ ကမ္ဘောဒီးယားခြေဆိုင်နေမြေဖြတ်ကျော်ရာဇဝတ်ကွန်ရက်တစ်ခုကိုပြစ်မှတ်ထားပြီးကြီးမားတဲ့ပူးပေါင်းတံခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့ပါတယ်။၎င်းတို့ရဲ့လူရက်ကိုအမေရိကန်ဗဏ္ဍာရေးဌာနကအရှိတောင်အာရှအခြေဆိုင်လိင်လယ်မှုလုပ်ငန်းများကိုနှောက်ယှက်တယ်။သမိုင်းတလျှောက်အကြီးအမားဆုံးသောလုံဆောင်ချက်ဖြစ်ဖော်ပြခဲ့ပါတယ်။ကမ္ဘောဒီးယားနဲ့မြန်မာတို့မှအကြက်တဲ့အဆိုပါလိင်လယ်မှုစင်တာတွေဟာမြန်မာနိုင်ငံမှရွှေကုတ်ကိုနဲ့ကမ္ဘောဒီးယားနိုင်ငံမှစီဟာနုဗီလ်ကဲ့သို့သောနေဆက်ဒေသများရှိအထူးစီးပွားရေးဆောင်များဒါမှမဟုတ် ဖွံ့ဖြိုးရေးစီမံကိန်းများဖြစ်အသွင်ယူကတရုတ်ရာဇဝတ်ကိန်းများကအဓိကဦးဆောင်လက်ပတ်နေတာဖြစ်ပါတယ်။၎င်းတို့ဟာအဆင့်မြင့်ဆိုင်ဘာလိမ်လည်မှုတွေကိုစက်မှုလုပ်ငန်းအဆင့်ဖြင့်လှုပ်ဆောင်နေကြပြီးတော့အာရှတလွားနဲ့ကမ္ဘာတဝန်းမှလူမောင်ခိုကူးခံရသူထောင်ပေါင်းများစွာကိုဝက်ပေါ်ခြင်း၊ fake butchering ခေါ်တဲ့ cryptocurrency လိမ်လည်မှုများ online အချစ်ဇလန်းလိမ်လည်မှုများကဲ့သို့ရှုပ်ထွေးတဲ့လိမ်လည်မှုများလှုပ်ဆောင်ရန်အတင်းအကျပ်စီခိုင်းထားပါတယ်။လူသားချင်းဆိုင်ရာဆုံးရှုံးမှုတွေဟာအလွန်ကြီးမားပါတယ်။ ကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာယုံ OHCR ရဲ့ခန့်မှန်းချက်အရမြန်မာနိုင်ငံမှာအနည်းဆုံးလူ3200ခန့်နဲ့ကမ္ဘောဒီးယားမှာလူ3000ခန့်ဟာနှိမ့်ဆက်ညှဉ်းပန်းခံရခြင်းအကြမ်းဖက်ခံရခြင်းနဲ့လိမ်မိုင်းဆိုင်ရာစော်ကားခံရခြင်းများဖြင့်ဖမ်းဆီးထိန်းချုပ်ခံထားရပြီးအတင်းအကျပ်အလုံးလုံးနေရပါတယ်2024ခုနှစ်မှာအရှိတောင်အာရှအခြေစိုက်လိမ်လည်မှုတွေကြောင့်အမေရိကန်နိုင်ငံသားများပင်လျှင်ဒေါ်လာ10ဘီလီယံကျော်ဆုံးရှုံးခဲ့ရပါတယ်နိုင်ငံတကာဤတုံ့ပြန်မှုနှင့်လှုံ့ဆော်ကြများ နိုင်ငံတကာရဲ့တုံ့ပြန်မှုဟာပြည်တင်ရှုံချခြင်းမှသည်တိကျတဲ့ငွေကြေးနဲ့ဥပဒေရေးရာလုံဆောင်ချက်များစီသို့တိုးမြင့်လာခဲ့ပါတယ်။ American နဲ့ UK ပူးတွဲတံခတ်ပေးဆွမှုများမှာ Cambodia ရဲ့ ENG Prince Holding Group နဲ့၎င်းရဲ့ဥက္ကဋ္ဌ Changi အပါအဝင်တူးချင်းနဲ့ဖွဲ့စည်း146ခုကိုပြစ်မှတ်ထားခဲ့ပါတယ်။ရာဇဝတ်မှုကရရှိတဲ့ငွေတွေကိုငွေကြေးခွာခြားမှုပြုလုပ်ဖို့အသုံးပြုခဲ့တယ်လို့စွပ်စွဲက London ရှိစာရင်တစ်လုံးနဲ့အခြားအင်ချမ်းမြေများအပါအဝင် ပေါင်တန်းတရာကျော်တန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုထိန်းချုပ်ခဲ့ပါတယ်။အမေရိကန်ကကမ္ဘောဒီးယားခြေဆိုင်ဟူယန်နီ group ကိုလည်း၎င်းရဲ့ငွေကြေးစနစ်မှာဖျက်တောက်ခဲ့ပါတယ်။နိုင်ငံတကာဖွဲ့စည်းများကုလသမဂ္ဂကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာယုံ OHCHR နဲ့ကုလသမဂ္ဂမူရစ်ဆေးဝါးနဲ့ရာဇဝမှုဆိုင်ရာယုံ UNODC တို့ရဲ့ဤအခြေအနေအားလူခွင့်ရေးအကြက်တဲအဖြစ်ထပ်ခါတလဲလဲသတ်မှတ်ခဲ့ပါတယ်။အရမစေခန်းခင်ရတဲ့လူသမားတွေဟာရာဇဝတ်ကောင်များမဟုတ်ဘဲတားကောင်များဖြစ်တယ်လို့အလေးပေးပြောကြားခဲ့ပါတယ်။ UNODC ဟာရာဇဝတ်ကွန်ရက်တွေကိုတိုက်ဖြတ်ဖို့အတွက်ဒေတာတွေပူပေါင်းဆောင်ရွက်မှုနဲ့သတင်းချက်လက်မျှဝေမှုကိုပံ့ပိုးပေးလျက်ရှိပါတယ်။ ASEAN အာဆီယံဖွဲ့ဝင်နိုင်ငံတွေကချင်းချောက်မှုရဲ့ဒေတာတွေသဘောတဘာဝကိုအသိမှတ်ပြုကာတုံ့ပြန်မှုတွေစတင်ပြုလုပ်လာပါတယ်။လိန်လယ်မှုတိုက်ဖြတ်ရေးဗိုလ်လုံခန်းဖွဲ့များဖွဲ့စည်းခြင်းဥပဒေများကိုခက်မိအောင်လှုံ့ဆော်ခြင်းနဲ့ကန္တာဘောင်းဆောင်မှသတင်းချက်လက်များမျှဝေခြင်းတို့ကိုလှုံ့ဆော်နေပါတယ်။ရာဇဝတ်ကိုင်းတွေကအခြားနိုင်ငံများသို့ပြောင်းရွှေ့ခြင်းမပြုနိုင်ရန် ဒေတာတွင်ပူပေါင်းဆောင်ရွက်မှုပုံမအကောင်းလာစေဖို့အတွက်အာဆီယံအွန်လိုင်းလိင်လက်မှုတိုက်ဖြတ်ရေးလုပ်ငန်းဖွဲ့ WGAS ကိုရမုံဝင်ဖြင့်အားဖြည့်ပေးရန်တောင်းဆိုမှုတွေလည်းရှိနေပါတယ်။နောင်လာမဲ့လှုပ်ဆောင်ချက်များနှင့်အလားအလာရှေ့ဆက်လှုပ်ဆောင်မဲ့နိုင်ငံတကာရဲ့မဟာဗျူဟာဟာကန္နာဆောင်ချင်းကပ်မှုပေါ်မှာအာရုံစိုက်ထားပါတယ်။ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ပိုင်ဆိုင်မှုထိန်းချုပ်မှုတုံ့ပြန်ခြင်းရာဇဝတ်ကွန်ရက်တွေရဲ့ပိုင်ဆိုင်မှုဖွဲ့စည်းပုံကိုဖျက်သိမ်းမှုနဲ့တရားမဝင်ငွေကြေးစည်းစိမ်မှုကိုနှောက်ယှက်ဖို့အတွက်အနောက်နိုင်ငံတွေက နောက်ထပ်ငွေကြေးဆိုင်ရာတင်းကျပ်တဲ့အစီအမံတွေကိုဆက်လက်လှုံ့ဆော်သွားဖွယ်ရှိပါတယ်။ဥပဒေစိုးမိုးရေးပူပေါင်းဆောင်မှုမြင့်တင်ခြင်းတရုတ်ထိုင်းနဲ့မဲခေါင်ဒေသနိုင်ငံများအကြားပူပေါင်းလှုံ့ဆော်မှုတွေဟာတိုးလာနေပြီးလူကုန်ကူးခံရသူတွေကို၎င်းတို့ရဲ့ဇာတိနိုင်ငံသို့ပြန်ပို့ခြင်းနဲ့ဂိုင်းဝင်တွေကိုတရားစွဲဆိုခြင်းများပြုလုပ်လျက်ရှိပါတယ်။အင်ရှင်ဆူရော်တွေပေါ်ဖိအားပေးခြင်းကမ္ဘောဒီးယားနဲ့မြန်မာတို့ကစန်တာအချို့ကိုဝင်ရောက်စီးနှင်ဖမ်းဆီးခြင်းနဲ့ကယ်ဆယ်ခြင်းများပြုလုပ်ခဲ့ပေမဲ့ နိုင်ငံတကာဖွဲ့စည်းတွေနဲ့အစိုးရတွေကလိန်လဲမှုစင်တာတွေကိုအပီးပိုင်ပိတ်ပစ်ရန်အထူးသဖြင့်စီမင်းစီကံရော်ရဲတဲ့အထူးစီးပွားရေးဇုန်တွေမှာလဲပတ်နေတဲ့လုပ်ငန်းတွေကိုဖယ်ရှားပစ်ဖို့နဲ့နိုင်ငံရေးစင်တာပုံမှုပြသရန်ဆက်လက်တောင်းဆိုသွားမှာဖြစ်ပါတယ်။တားကောင်များအားအကောက်ွယ်ပေးခြင်းနဲ့ပံ့ပိုးကူညီခြင်းစိတ်ဒဏ်ရာနဲ့အတင်းကျပ်ရာဇဝတ်မှုတွေကိုခံစားခဲ့ရတဲ့လူကုန်မှုခံရသူထောင်ပေါင်းများစွာအားလုံခြုံစွာနေရပြန်ပို့ခြင်းပြန်လည်ထူထောင်ရင်းနဲ့ပံ့ပိုးကူညီမှုများအတွက် ပုံမုံများပြားတဲ့ရန်ပုံငွေများလိုအပ်နေပါတယ်။ကျွမ်းကျင်သူတွေကဒီရာဇဝတ်လုပ်ငန်းတွေဟာလူကုန်ကူးမှုနဲ့ငွေကြေးဆိုင်ရာရာဇဝတ်မှုနှမျိုးလုံးကိုဖြည့်ရှင်တဲ့ရေရှည်တည်တဲ့နဲ့ပူးပေါင်းပါဝင်တဲ့ကမ္ဘာလုံးဆိုင်ရာဒေသဆိုင်ရာအစိုးရတရက်လုံးရဲ့ကျိုးပန်းအထောက်မှုမရှိပါကဆက်လက်တိုးချဲ့ပြီးကမ္ဘာတဝန်းလုံးကိုချိန်ချောင်နေဦးမယ်လို့သတိပေးထားပါတယ်ခင်ဗျာ။